အန်အောဝေယာထူဆန်းတဲ့ရေကန်ပုံနာကြီးတူဂိခာမြေကန်ဒီမြေဦးတဲကိုအယူအပြာတွေထည့်နေရင်ဂါတာတချို့ကိုရွစုံနေပြီးတော့မြေဦးဘော်ကိုအနီရောင်ပိတ်စားတစ်ခုတင်လိုက်ခါကျိုးအနီနဲ့ချီလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့အသက်16နှစ်အရွယ်လောက်ရှိတဲ့တီဟာရဲ့လက်ထဲကိုပြီးရင်ပြောလိုက်ပါတယ်ငါသားတီအိုးထဲမှာမိအဖေရဲ့အယူအပြာတွေရှိတာကြောင့် ဒါကိုလုံကြုံအောင်တရားသိမ်းထားပါ။ဒီဟာလဲပုံနာကြည့်ပြီးတဲ့ရုပ်ပြောင်းကိုသူ့လက်နဲ့ထိလိုက်တာနဲ့မျက်ရည်တွေကအလူလူစီကြလာပါတော့တယ်။ပြီးတော့ငိုနေရင်းပဲပြောလိုက်ပါတယ်။ကျွန်တော်မွေးရဲကအမိတည်သွားခဲ့တာကျွန်တော်မှဒီအဖေပဲကြံတော်တာကိုအဖေကလည်းအခုထပ်ပြီးထားပါပြန်ပြီဗျာ။ဘာဖြစ်လို့ကျွန်တော်စီကနေအဖေနဲ့အမိကိုဖခင်တခင်ကပြန်ယူသွားခဲ့တာလဲဗျာ။ဘာအပြစ်တွေများကျူးလွန်ခဲ့မိလို့ ကျွန်တော်ကိုအခုလိုတန်ခတ်ကြတာလည်းမသိတော့ပါဘူး။မင်းထင်တယ်လို့မဟုတ်ပါဘူးငါသား။မင်းဘဝမှာချီချီမာမာကောင်းတဲ့အရာတစ်ခုရှိလိမ့်မယ်လို့ဖခင်သခင်ကရည်ထားပါလိမ့်မယ်။အဲ့ဒါကိုတော့မင်းယုံကြည်လိုက်ပါကွာ။ဒီလိုမမြင်ရတဲ့အရာမျိုးကိုကျွန်တော်ကဘလို့ယုံကြည်ပြီးဘလို့အသုံးချရမလဲဗျာ။အဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့အယိုးပြအုပ်ကိုယူပြီးဒီဟာလဲထွက်သွားလိုက်ပါတော့တယ်။သူကဒီနေရာနဲ့ဝေးတဲ့ရွာလေးတရာကလာခဲ့တာပါ။ ဲ့ဒီရွာလေးမှာသူပိုင်ဆိုင်တဲ့အိမ်လေးတစ်လုံးလေးရှိပြီးအခုတော့အဲ့ဒီအိမ်မှာ သူကလွဲပြီးတခြားဘသူမှမနေကြတော့ပါဘူးတရားကအယိုးပြောင်းတဲ့အတူအိမ်ကိုမပြန်မဲရေကန်တစ်ခုစီကိုတွားခဲ့လိုက်ပါတယ်ရေကန်ဒီယိုးပြောင်းကိုပြီးမှချပြီးကျဲလောင်းသွားထိုင်ကိုနေရင်းနဲ့ပြောလိုက်ပါတယ်ဒီမဲနေလုံခိုင်းတဲ့အတိုင်းကလုပ်ပြီးပြီငါ့ကိုအခုတာဝန်ပြုပါတော့ဆိုပြီးတီဟာကကျဲလောင်းစွာအဟိပြောလိုက်ပြီးနဲ့ ဘာအပြင်းမှမရခဲ့ပါဘူး။အဲ့ဒါနဲ့ဒီဟာလဲမြေယူတွေကိုတုတ်လိုက်ပြီး အယိုးပြာအုပ်ကိုကောက်ယူလိုက်ခါဒေါသတကြီးညီကန်လေးကိုပစ်ချလိုက်ပါတော့တယ်။အဲ့ဒီနောက်သူပြန်သွားဖို့လုပ်နေတဲ့အချိန်မှာပဲချောမောလပတဲ့မြို့သမီးတဦးညီကန်လေးကနေယုတ်ဒီရဲ့ဖက်ပေါ်လာခဲ့ပါတယ်။မင်းဒီနေ့ဒေါသအရန်ထွက်နေတဲ့ပုံစံပဲပါရီပြပြခဲ့လို့တယ်။အရင်ဆုံးမိညီကန်လေးကိုဆင်းလာခဲ့လိုက်။မင်းရဲ့အကြာကြီးနေမှရောက်လာခဲ့တာပဲ။ အခုဆိုရင်မင်းရဲ့ပုံစံကအချိန်မီပြောင်းလဲလို့ရနေပြီလေတော်ပြီဘာကိုမှမင်းစီကထပ်မလို့ကျင်တော့ဘူးအဲ့ဒီညကငါတည်သွားခဲ့တာမှပိုကောင်းမယ်နင်ဘာတွေပြောနေတာလဲဟာငါစကားကိုတိချာနားထောင်ပါအောင်ငါမင်းကိုချစ်တယ်လေဟာအဲ့ဒီလိုပြောပြီးရဲ့နောက်မှာတော့တီဟရှိကိုရေကန်ထဲမှာရက်နေတဲ့အမျိုးသမီးကရောက်လာခဲ့ပါတယ်ဘာတွေဖြစ်ပျက်ခဲ့လို့လဲနင်ငါ့ကိုတခုခုပေါင်းကွယ်နေတာမလား အရင်က နင်ဒီလောက်တော့သာထတာတခါမှမတွေ့ဘူးပါဘူး။နင်နဲ့ပါဆိုင်လို့လဲ။ဘာတွေလိုက်ပြီးခယူဆိုင်နေတာလဲ။အခုနင့်အတွက်ဝိညာဉ်တခုရှိနေပြီမလား။နင်လိုချင်တာလဲဒါပဲမလား။နီရီကန်ထဲကိုပြန်သွားပြီးအိတ်နေလိုက်ပါတော့။ငါကနင်ပိုက်ပြည့်စေဖို့နင့်အတွက်လိုရာသောအရုပ်တခုပဲမဟုတ်လား။ဒီမဲနင်အသက်ရှင်နေတာငါကြောင်းဆိုတာကိုမမိနဲ့။မဟုတ်လို့ရှိရင်နင်သေသွားခဲ့တာကြပြီ။အဲဒါကြောင့်အခုလိုစကားတွေ ငါ့ကိုနင်ပြောလို့မရဘူးဆိုတာနင်ကောင်းကောင်းနားလည်စမ်းပါငါ့ကိုတတ်မဲ့သူကလည်းနင်တယောက်တည်းပဲရှိတာမလားနင်ရဲ့ဖြစ်မှန်ဒီအားလုံးကိုငါသိပြီးပြီဒီဟာလဲအမျိုးသမီးကိုဒေါသတကြီးပြောဆိုပြီးတဲ့နောက်မှာတော့ထွက်လာခဲ့လိုက်ပါတော့တယ်လမ်းဆက်လျှောက်ရင်ခဝဲဝဲကိုရောက်တဲ့အခါမှာတော့ရုတ်တရက်သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာကြီးမားတဲ့အနာအဆာတွေထွက်ပေါ်လာခဲ့ပါတော့တယ်ဒီဟာလဲအယမ်းနာကျင်လွန်းလို့အဲ့ဒီနေရာမှာပဲဒူးထောက်ထိုင်ချလိုက်မိပြီး အော်ဟစ်နေခဲ့ပါတော့တယ်ခနာအကြာမှာတော့သူ့ရဲ့လက်သေးတွေကလည်းရှည်ထွက်လာပြီးထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့မိစာကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာအသက်16နှစ်အရွယ်ကောင်လေးတယောက်ဟာမိစာကြီးတကောင်လိုပြောင်းလဲသွားခဲ့ပါပြီသူ့ပုံစံကိုမြင်လိုက်ရတာနဲ့တင်ချက်ချင်းအသက်ထွက်နိုင်လောက်တဲ့အထိကြောက်စရာကောင်းလာပါတယ်အခုဆိုရင်တော့ဒီဟာတယောက်လမ်းတောင်ကောင်းကောင်းဆက်မရှောင်နိုင်တော့တဲ့အထိပါပဲ။ အဲ့ဒီအချိန်မှာပဲရေကန်နားမှာတွေ့ခဲ့တဲ့အမျိုးသမီးကအနားကိုယောက်လာပြီးသူ့ကိုမချီကရေကန်စီကို ပြန်ခေါ်ပါခဲ့ပါတယ်။နင်ဘာလို့ဒါကိုမိသွားတာလဲ။ငါအသက်ရှင်နေသေးတဲ့နင်လဲအသက်ဆက်ရှင်နေရအောင်ပါပဲ။ငါမရှိရင်နင်ဆိုတာလဲဘာမှမဟုတ်တော့အသက်လဲဆက်မရှင်နိုင်တော့ဘူး။အဲ့ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာတော့အမျိုးသမီးဟာတီဟရဲ့နှဖူကိုနမ်းလိုက်ပြီးရေကန်ထဲကိုဆင်းသွားလိုက်ပါတယ်။ ရေကန်လေးမှာရေဦးပေါင်းလေးများ အချိန်တော်ကြတဲ့အထိထွက်ပေါ်လာခဲ့ပါတယ်။ခဏအကြာတော့ရေကန်တစ်ခုလုံးหนีရဲလာကတကန်လုံးသွေးနီရောင်ဖြစ် ပြောင်းသွားခဲ့ပါတယ်။တရားရောက်ကိုခေါ်သွားပြီးရေကန်လေးမှာရစ်ပူစော်နေတယ်လို့မျိုးပေါ့။နောက်တနေ့မနက်မှာတော့တီဟာရဲ့အလောင်းကရေကန်ပေါ်ပေါ်လုံးမျိုးနေခဲ့ပါတယ်။မိပဝင်ချင်းရွာက လူတွေကလည်းရေကန်နားကိုရောက်လာကြပြီးအလောင်းကိုရေကန်ထဲမှာဆွဲထုတ်ဖို့ပြင်ဆင်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲရွာသားတယောက်ကထပြောလိုက်ပါတယ်။ဟာ ထားလိုက်ပါတော့ကွာကို့အသက်ကိုစတိပြီးဘသူမှစွန့်စားစရာမလိုဘူး။နောက်ပြီးတီရေကန်ထဲကရေတွေကိုဘသူမှလည်းမသုံးကြဘူး။တီရေကန်မှာရေချိုးခဲ့တဲ့သူတိုင်းရဲ့အနှင်းငယ်ဆိုရင်တေးသွားကြတာပဲမလား။တကယ်တော့တီရေကန်ကအံ့ဩစရာကောင်းပြီးထူးဆန်းတဲ့စိန်းစားတီရေကန်တကံပဲ။ဒါပေမဲ့မင်းကလည်းတီဟာကရွာကကလေးတယောက်ပဲလေကွာ။အခုလိုအချိန်ဒီမှာ သူ့ကိုငါတို့ကဒီတိုင်းဖြစ်ထားလို့တင့်တော်ပါမလားအဲ့ဒါဆိုလဲမင်းတို့ပဲရေကန်နဲ့ဆင်းပြီးသွားထုတ်လိုက်ကြတော့ငါတော့မလုံနိုင်ဘူးအဲ့ဒီလိုပြောပြီးအဲ့ဒီလူလဲထွက်သွားပြီးရဲ့နောက်မှာတော့ကျန်တဲ့ရွာသူရွာသားများကလည်းသူ့စကားကြောင့်တဖြည်းဖြည်းအဲ့ဒီနေရာကနေထွက်သွားလိုက်ကြပါတော့တယ်ဒီဟာရဲ့အလောင်းဟာတဏီကုံရေကန်ပေါ်မှာပေါ်လောပေါ်နေခဲ့ပါတယ်ညတညတာကုံဆုံးလာတာနဲ့အမြတီဟရဲ့အလောင်းဟာစတင်အသက်ဝင်လှုပ်ရှားလာပြီးရဲ့နော် ရေဘူးပြီးရေကန်ဘေးကိုရောက်လာခဲ့ပါတယ်။ရေကန်ဘေးမှာထိုင်ကနောက်တစ်ချိန်ပြန်ပြီးငိုနေပြန်มาတော့တယ်။ပြန်ကားအောင်မင်းကိုငါကူပေးလိုက်ပြီလေ။ငယ်ရွယ်တဲ့ယောက်ျားလေးတယောက်လိုပြန်ဖြစ်ရာငါလုတ်ပေးခဲ့ပြီးပြီပဲ။အခုမင်းဘာလို့ဝမ်းနဲ့နေပြန်တာလဲ။တကယ်တော့ငါကိုကယ်ဖို့ရေကန်ထဲကိုဘသူမှဆက်မလာကြဘူး။ငါကိုဘသူမှမချစ်ကြဘူး။ငါအသက်သေးသေးရှင်ရှင်ဘသူမှကယူမဆိုင်ကြဘူး။အဲ့ဒီကိစ္စနဲ့ရွာသားတွေကို ဘာလို့အပြစ်တင်ကျိန်ဆဲနေတာလဲဒီရေကန်ကိုနာမည်ဆိုးကြံအောင်နှိမဲလုပ်ခဲ့တာလေဒီရေကန်နားကိုရောက်လာတဲ့သူတွေကိုအကုန်တရမဲဆိုတာနှိမဲလုပ်ထားတာလေဘာလို့အခုမှဝမ်းနေနေတာလဲအဲ့ဒီအမျိုးသမီးကဘလောက်ပြောပြောတီဟာကတော့ဘာမှပြန်မပြောနိုင်ပဲရွာဘက်ကိုလမ်းလျှောက်လာခဲ့ပါတယ်ဒီမဲတီဟာနင်ဘာဖြစ်နေတာလဲအခုရွာဘက်ကိုနင်သွားနေတာလားလုံးဝသွားလို့မရဘူးနော်နင်ကသူတို့အတွက်တီးပြီးသားလူနော် သူတို့အားလုံးနင့်ကိုလက်ခံကြမှာမဟုတ်တော့ဘူးအဲ့ဒီအမျိုးသမီးကတီဟာကိုမသွားဘူးတားနေခဲ့ပြီးမြဲတီဟာကတော့စကားနားမထောင်ခဲ့ပါဘူးခြေလှမ်းအနေငယ်လှမ်းပြီးတဲ့နောက်မှာတော့ကားထားတချို့ကိုတီဟာဆက်တင်ယူဆိုလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့ခဏအတွင်းမှာတီဟာဟာထိတ်လန့်စရာကောင်းတဲ့မိစ္ဆာကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်ဒီကန်တဲ့ကမျိုးသမီးကလည်းတီဟာတယောက်ရွာသားတွေကို အလွတ်ပေးမှာမဟုတ်တော့ဘူးဆိုတာကို နားလဲသွားခဲ့ပါပြီ။ အဲဒါကြောင့်အဲ့ဒီအမျိုးသမီးကလည်းတီဟာနာကို လိုက်သွားခဲ့ပြီနဲ့အဲ့ဒီအမျိုးသမီးရဲ့ဆန်းအားတွေကတော့ရေကန်နဲ့ရေကန်နီးတဝိုက်မှာပဲအသုံးပြုလို့ရပါတယ်။အဲဒါကြောင့်သူမရေကန်နဲ့ဝေးတဲ့နေရာမှာလမ်းလျှောက်လို့ပဲရပါတယ်။သူမဟာတီဟာနာကိုလမ်းလျှောက်ပြီးလိုက်သွားခဲ့ပါတယ်။သူမရွာကိုရောက်လာတဲ့အချိန်မှာတော့တီဟာကိုတားဆီးဖို့အချိန်နှောင်းသွားခဲ့ပါပြီ။ရွာမှာရှိတဲ့အိမ်တွေအားလုံးရဲ့တကားတွေပွင့်နေပြီး တကားဝရီမှာသွေးတွေကပြန့်ကျင်းနေပါတော့တယ်။တရွာလုံးကိုတစုံတယောက်ကအစိုးလိုက်အပြုံလိုက်တရားလှုပ်ချံဖန်တီးထားတယ်လို့မျိုးပေါ့။ဒီဟာမင်းတော်သားထွက်ပြီးဘာတွေလှုပ်လိုက်ပြန်ပြီလဲကွာ။မင်းတရွာလုံးကိုတက်လိုက်ပြီလား။အဲ့ဒီအမျိုးသမီးကတယောက်ထဲရည်ရွယ်နေချိန်မှာပဲကျဲလောင်တဲ့အဟိတန်ကြီးကိုကြားလိုက်ရပါတယ်။အတန်ချာရနေရာကိုရောက်သွားတဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩသွန်သွားခဲ့ပါတယ်။ ။ဘာလို့လဲဆိုတော့ရွာသားတွေကမိစ္ဆာကြီးအသွင် ဖြစ်နေတဲ့ဒီဟာကို ကျိုးရီနဲ့ချီဖမ်းချုပ်ထားလို့ပါပဲ။နင်ကိုရောက်လာပြီလား။နေ့တငယ်ချင်းကိုကဲဖို့အတွက်နေရီကန်ထဲကနေထွက်လာခဲ့တာမလား။သူ့ကိုပါကျိုးနဲ့ချီပြီးဖမ်းလိုက်ကြ။ဒီနေ့တော့နှစ်ယောက်စလုံးကို အရှင်လက်လက်မိရှုတက်ဖြစ်ကြမယ်။ရွာသားတွေကလည်းအဲ့ဒီအမျိုးသမီးကိုကျိုးနဲ့ချီဖမ်းချုပ်လိုက်ကြပါတော့တယ်။တိပင်ကြီးတပင်အောင်မှာနှစ်ယောက်စလုံးကိုကြိုးချီထားလိုက်ပြီတိပင်ဘေးပက်ပက်လဲမှာလဲမိဒုတ်တွေနဲ့ ဝိုင်းထားလိုက်ကြပါတယ်။နင်တို့ကိုအခွင့်ရေးပေးမယ်။နင်တို့နှစ်ယောက်ကဘသူတွေဆိုတာငါတို့ကိုအမှန်တိုင်းပြောကြစမ်း။မဟုတ်လို့ကတော့အချက်ပြလိုက်တာနဲ့နင်တို့နှစ်ယောက်လုံးအရှင်လက်လက်မီးလောင်သွားကြမယ်။နားလေလား။ရွာသားရဲ့ချင်းချောက်နေတဲ့စကားတန်ကိုကြားရပြီးတဲ့နောက်မှာတော့ဒီဟာတယောက်ရွာသားရဲ့ဦးခေါင်းကိုချက်ချစ်ချင်လောက်တဲ့အထိကြောက်စရာကောင်းဒေါသထွက်သွားပါတယ်။ဒါပေမဲ့ရွာသားကြီးခြိထားတဲ့ကျူးကမယုံနိုင်လောက်အောင်ခိုင်ခက်နေကြကြ ဘူးဘာမှမတတ်နိုင်ခဲ့ပါဘူးနင်တို့ကိုနောက်ဆုံးအချိန်ထက်မိမယ်နင်တို့နှစ်ယောက်ကဘသူတွေလဲပြောစမ်းအဲ့လိုပြောပြီးရဲ့နောက်ရွာသားကလည်းသူ့လက်ထဲကမိတို့ကြည့်ကိုသူတို့နှစ်ယောက်ရှိကတစ်ပင်နာကိုလှမ်းပစ်ချလိုက်ပါတယ်လောင်မြိုက်နေတဲ့မိန်းကြောင့်နှစ်ယောက်စလုံးမခံစားနိုင်လို့အော်ဟစ်ကြပါတော့တယ်မိစာကြီးအဖြစ်ပြောင်းလဲနေတဲ့ဒီဟာတယောက်အရင်နာကျင်လွန်းနာမြင်ရတော့ခြေကန်ထဲကအမျိုးသမီးကပြောလိုက်ပါတယ်ကောင်းပါပြီကျမပြောပြပါမယ် အရင်ဆုံးဒီလောင်နေတဲ့မိထုပ်တွေကိုကျမတို့နဲ့ဝေးမှထားပေးပါ။ကြာသားတွေကလည်းအမျိုးသမီးရဲ့စကားကိုနားထောင်ပြီးလောင်နေတဲ့မိတွေကိုဖယ်ပေးလိုက်ပါတယ်။အဲ့ဒီတော့မှမိစာကြီးလည်းနာကျင်တန်ကိုတတရာရသွားတယ်။အဲ့ဒီနောက်အမျိုးသမီးကလည်းသူ့ခတိအတိုင်းသူ့ဘဝဇလန်းစုံကိုရွာသူရွာသားတွေကိုအခုလိုပြောပြလိုက်ပါတော့တယ်။တကယ်တော့ကျမကရေကန်ထဲမှာနေတဲ့ရေစုံဖြစ်ပြီး ကျမရှိရဲ့ရေကန်နာကိုလာတဲ့သူမှန်တယ်မြရေကန်ထဲမှာနှစ်ပြီးတက်ပြစ်တယ်။အဲ့ဒီတည်သွားတဲ့ဝိညာဉ်တွေစီကနေကျမဆန်းအားတွေရခဲ့ပါတယ်။ဒီမိစားကြီးကိုလည်းကျမတက်ပြစ်ချင်းခဲ့တာပါ။ဒါပေမဲ့သူကကျမထက်ဆန်းအားပိုကြီးနေတော့သူ့ကိုမတက်နိုင်ခဲ့ပါဘူး။ကျမသူ့နဲ့မိဆွေရေဖျံအောင်လုပ်ကြတယ်။ပြီးတော့ကျမတို့နှစ်ယောက်ပေါင်းပြီးရေကန်ကိုလာတဲ့သူတိုင်းကိုကျမကတက်ပြစ်တယ်။အဲ့ဒီတည်တဲ့လူတွေရဲ့သွေးကိုတောက်ပြီး အဲ့ဒီမိစားကြီးကအသက်ရှင်နေတာအဲ့ဒီလိုပုံစံမျိုးနဲ့ကျမတို့အချင်းချင်းအစာအတွက်အားကောင်းလေးကိုဝေမျှစားခဲ့ကြပါတယ်အဲ့ဒီတို့နဲ့တည်တဲ့အလောင်းတွေအရင်များလာတဲ့အခါကျတော့အလောင်းတွေကိုဖုံးကွယ်ဖို့အတွက်သူတို့ရဲ့နောက်ဆုံးခရီးဆိုပြီးသူတို့ရဲ့ပြားတွေကိုရေခဲအလဲမှာ လာပြကြတယ်ဒါပေမဲ့အခုတော့တီဟာတယောက်အထီးကျန်တယ်လို့ခံစားနေရပြီထင်ပါတယ်သူ့ပုံစံကသူ့ကိုကယူဆိုင်ပေးတဲ့သူအမှန်တကယ်ချစ်ပေးတဲ့သူ လိုချင်လာတဲ့ပုံပါပဲ။သူ့အပေါ်အဲ့ဒီလိုချစ်ပြရသူမရှိဘူးလို့ခံစားလာရတယ်လေ။အဲ့ဒါကြောင့်သူကျမနဲ့ဝူးဝီးနေလာခဲ့တယ်။နောက်ပြီးတော့ရွာသားတွေအားလုံးကလည်းသူ့ကိုလိလိရှူလိုက်ကြတော့သူ့အတွင်းစိတ်ထဲကဒေါသတွေဟုန်ကနေထွက်ပေါ်လာခဲ့တာပါပဲ။အခုတော့ကျမတို့နှစ်ယောက်စလုံးဒီရချင်းကြီးကိုလျှောက်သွားကြတာပါပဲ။ဒါဆိုလို့ရှိရင်ဒီမိစ္ဆာကြီးကတီဟာကိုတတ်လိုက်ပြီးတီဟာပုံစံနဲ့နေနေတာပဲ။ ်မင်းတို့နေရာစလုံးကဒီကမှရှိတဲ့ရွာသူရွာသားတွေတရားချင်းရဲ့အတိခတရားခံတွေပဲမလားရွာသားစကားကိုကြားလိုက်ရတော့ကြီးဆုံးမကြီးနဲ့မိစားကြီးရောဘာမှပြန်မပြောနိုင်ပဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်မှုတွေကဝန်ခံခြင်းတစ်မျိုးပါပဲရွာသားတွေကလည်းရွာမှာဖြစ်ပျက်ခဲ့တာတွေကိုမြင်အောင်လာကြပြီးစိတ်မကောင်းဖြစ်ကဝမ်းနည်းလာပြီးငိုကြပါတော့တယ်အဲ့ဒီနောက်သူတို့ရဲ့ဝမ်းနည်းခြင်းတွေကိုဒေါသအဖြစ်ပြောင်းလဲကား စုံမနဲ့မိစာကြီးကိုမိတုတ်တွေနဲ့ပြပောက်လိုက်ကြပြီးအရှင်လက်လက်မိရှုတက်လိုက်ကြပါတော့တယ်။ရွာသူရွာသားတွေကလည်းရဲအနေငယ်ကြလာတော့အဲ့ဒီရေကန်ကြီးကိုမြေပူလိုက်ကြပြီးအချိန်ကြလာတာနဲ့အမျှရေဖြစ်ပြက်ကဆလန်းတစ်ပုတ်သာကျန်ရှိနေခဲ့ပါတော့တယ်။ပြည်သူများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကိုကြိုက်နေတတ်မှတ်ချင်ပါတယ်။နောက်နေ့နောက်နေ့ဒီမှာလေး ကြောက်စရာကောင်းနေရင်ဖိုးတဲ့တဲ့ရင်ဖိုးဇလန်းတွေကိုဆက်လက်တင်ဆက်ပြသပေးသွားမှာဖြစ်လို့ပရိသတ်တွေကကျမတို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါနော်အဆုံးထိကြည့်ပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်